ကြောက်ဖြူတိုက်ပွဲမှာကြသွားတဲ့တမ71ချင်းမြန်တမဌာနချုပ်နီဗျူဟာမူဘုံမှုရှုပ်ကျော်မျိုးအောင်45နှစ်ရဲ့နာရီသတင်းတွေထပ်ပေါ်လာပါတယ်။အဲ့ဒီဘုံမှုရှုပ်ကျော်မျိုးအောင်ဟာနောက်ထပ်ပိုကြီးတူဦးနဲ့အတူမေလ26ရက်နေ့ကကြောက်ဖြူစစ်မြေပြင်မှာအရခတတော် AA ရဲ့စနိုက်ပါတပ်ဖွဲ့လက်ချက်နဲ့ကြီတိမန်ကပေဆောင်သွားခဲ့တယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။ကြောက်ဖြူကိုဗမာပြည်ကနေအင်အားလာဖြည့်ရှာထားတဲ့ တမ71ကဗျူဟာမှုနဲ့ဒေသခံတက်ရင်943ကဗိုလ်ကြီးတယောက်တို့ဟာမေလ26ရက်နေ့မှာအေအေလက်ဖြောင်တက်ရဲ့ကြေတိမှန်ကသိဆုံးသွားခဲ့ရတာဖြစ်ပြီးမေလ29ရက်နေ့မှာဗျူဟာမှုအလောင်းကိုရန်ကုန်ကိုအထူးလျင်နဲ့ယူဆောင်သွားခဲ့တယ်လို့ရခိုင်သတင်းတွေကို ဖော်ပြနေတဲ့ Little Rabbit ကလည်းမေလ29ရက်နေ့ကသတင်းဖော်ပြခဲ့ပါတယ်။ကြောက်ဖြူ OGT တရုတ်တန်ငွေဖြန့်ရှိရေးစက်ရုံနားမှာတိုက်ပွဲတောက်လျှောက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်းအကြဆုံးများလာတာကြောင့်မျိုးပေါ်အုပ်ချုပ်ရေးအတိုင်းဝိုင်းကိုပါအကြီးအကျယ်ကြေရရိုက်လာနေတယ်လို့လည်းအဲ့ဒီသတင်းမှဆက်လက်ဖော်ပြထားပါတယ်။အာတူဝါရှုနဲ့ရက်လေစွန်းသွတ်တရားတော်နာဖိတ်ကြားလွှာအထဲမှာတော့ဘုံမှုရှုပ်ကျော်မျိုးအောင်ဟာမေလ28ရက်နေ့မှာတိုင်းပြည်တော်ဝန်ထမ်းဆောင်ရင်းဘဝတဘာကိုကုလွန်အနေဆက်ရောက်သွားခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ရှင်။